ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကိုအောင်တောင်ကြီး TikTok channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျအဲကျွန်တော်မနေ့ကတော့ဒီနေမကောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဆက်ချက်တပွဲကောင်ရွေးချယ်မှုဗီဒီယိုလေးကိုတော့ကျွန်တော်မတင်ဆက်လိုက်ရဘူးဒါကြောင့်မလို့ဒီနေ့ညမှာဆိုရင်တော့ကျွန်တော်တစ်တစ်ချချာလေးနဲ့ဒီအနီးဆက်ဆုံးတဲ့ JR Online ဆောင်ပွဲစဉ်လေးတပွဲကိုကျွန်တော်တစ်တစ်ချချာလေးကိုရွေးချယ်ပေးထားပါတယ်ဗျအဲ့ဒီပွဲစဉ်လေးကတော့ဒီ2026ဖိဖာကမ္ဘာဖလားဥရောပဆောင်ပွဲစဉ်တွေကဒီအုပ်စုချေမှာရှင်ပိုင်ကစားနေတဲ့ဒီ Belgian နဲ့ Leicester တို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်တစ်တစ်ချချာလေးကိုပြောချွတ်တုံးသက်ပြီးတော့မှာဖြစ်ပါတယ်ဗျအဲ့ဒီနဲ့တင်းရဆိုရင်ဒီအုပ်စုချေမှာရှင်ပိုင်က စားနေတဲ့အတင်းအသင်းဖြစ်တဲ့ဒီအုပ်စုဂျီမာဆိုရင်ဒီဘယ်ဂျီယံအမြောက်မစီဒိုနီးယားဝေးအကာချစ်စတန်လစ်ချစ်စတိန်ဆိုပြီးငါးတင်းအုပ်စုပါဝင်နေတာကိုကျွန်တော်တွေ့မြင်ရတယ်အဲ့ဒီငါးတင်းမှာဆိုရင်ဒီအင်ရှင်ဘယ်ဂျီယံအတင်းကဒီအုပ်စုဂျီမာခုနှစ်ပွဲရှင်မှန်ကစားထားပြီးသူကဒီလေးပွဲနိုင်သုံးပွဲတရရှုံးပွဲလုံးဝမရှိသေးဘဲနဲ့ရမတ်ဆက်ငါမရရှိကအစင်းတင့်နေရမှာယက်တီနေရတင်းတင်းဖြစ်တယ်ဒီအဝေးကွပြတဲ့လက်ချစ်စလိုင်းရတော့ဒီအုပ်စုချေမှာခုနှစ်ပွဲရှင်မှန်ကစားထားပြီးခုနှစ်ပွဲစလုံးကိုရှုံးနေထားကဒီရမတ် လုံးဝမရရှိသေးပဲနဲ့ဒီအဆင့်9နေရာမှာရက်တည်နေတဲ့တင်းဖြစ်တဲ့ဗျဒီအင်ရှင်ဘဂျန်တင်းရတော့ဒီဖိဘာကဘာအဆင့်တက်မှတ်ချက်အရအဆင့်10နေရာမှာရက်တည်နေတဲ့တင်းဖြစ်တဲ့ဒီအဝေးခွင်းပြတ်တဲ့လစ်ချစ်စတင်းရတော့ဒီဖိဘာကဘာအဆင့်တက်မှတ်ချက်အရအဆင့်200နဲ့မှ6နေရာမှာရက်တည်နေတဲ့အတင်းတင်းဖြစ်တဲ့ဗျအဲဒီနဲ့တင်းရဆိုရင်ဒီပထမအကြောတွေ့ဆုံမှုအနေနဲ့ဒီအင်ရှင်လစ်ချစ်စတင်းရဲ့အင်ကွင်းမှာအင်ရှင်လစ်ချစ်စတင်းရဲ့အင်ကွင်းမှာတောင်းရှိမဲ့ကစားသားတော့ကျွန်တော်တွေ့မြင်ရတယ်ဒီအင်ရှင်လစ်ချစ်စတင်းရဲ့အင်ကွင်းမှာဆိုရင်ဒီအဝေးခွင်းပြတ်တဲ့ဘဂျန်ကစစ်စည်းဆိုတဲ့ရလက်နဲ့ပဲအေးအေးလူနေနေပဲဒီအင်ရှင် င်း Liechtenstein ကိုအနိုင်ရရှိထားတယ်ကိုကျွန်တော်တွေ့မြင်ရတယ်။ Belgium အတင်းရဒီနေ့ညမှာဆိုရင်ဒီ Liechtenstein ကိုအနိုင်ရရှိရတယ်ကမ္ဘာဗလားဝင်ခွင့်ကိုတည်းရရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီနေ့ညမှာတည်တည်ချာချာလေးနဲ့ဒီကမ္ဘာဗလားဝင်ခွင့်တည်းရရှိအောင်အကောင်းဆုံးကြိုးစားသွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျ။နောက်ပြီးဒီ Asian Belgium အတင်းရဒီအုပ်စုကြီးမှာ9ပွဲရှင်ပိုင်ကစားထားပြီးသူတို့ရဲ့အိမ်ခွင့်မှာဆိုရင်3ပွဲတိတိရှင်ပိုင်ကစားထားတာကိုကျွန်တော်တွေ့မြင်ရတယ်။အဲဒီ3ပွဲမှာဆိုရင်သူက2ပွဲတိတိအနိုင်ရရှိပြီးတပွဲတိချထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။သူရဲ့အိမ်ခွင့်မှာရှင်ပိုင်ကစားခဲ့တဲ့3ပွဲမှာဆိုရင်သူတို့ရဲ့တိုက်စစ်ကဒီ10ဂိုးတိတိတွင်ပြီးတော့ပေကိုးအနေနဲ့ဒီ တုံကိုတာလည်းကိုပေးထားတာကျွန်တော်တို့တွေ့မြင်ရတယ်နော်။နောက်ပြီးဒီအင်ရှင်ဘေဂျီယန်တင်းကဒီအုတ်စုကြီးမှာခုနှစ်ပွဲမှာဆိုရင်သူတို့တိုက်စစ်ကဒီ22ဂိုးတိကိုတင်ပြီးတော့ပေကူအနေနဲ့၅ဂိုးတာလည်းဘေးကိုထားတာကိုပေးထားတာကျွန်တော်တွေ့မြင်ရတယ်ဗျာနော်။တိုက်စစ်ပိုင်းအားတော်တော်ကောင်းပြီးခန်းစစ်ပိုင်းမှာဆိုရင်တော့တော်တော်လေးကြစ်လက်တဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်။ ဒီအင်ရှင်ပဲကျင်းတင်းရောနော်ဒီအဝေးခွင့်ပြတဲ့လက်ချစ်စတိုင်းရတော့ဒီအုပ်စုကြီးမှာခုနှစ်ပွဲရှင်မြန်ကစားတာပြီးသူ့ရဲ့အဝေးခွင့်တောင်းရောက်ရှင်မြန်ကလေးပွဲစဉ်အောင်ဆိုလဲ၃ပွဲတိရှင်မြန်ကစားတာလာကိုကျွန်တော်တွေ့မြင်ရတယ်သူ့ရဲ့အဝေးခွင့်တောင်းရောက်ရှင်မြန်ကလေး၃ပွဲမှာဆိုရင်၃ပွဲစလုံးကိုရှုံးနေထားပြီးတော့အဲ့ဒီ၃ပွဲမှာဆိုသူတို့ရဲ့တိုက်စစ်ကတကူမှကိုမတွင်းနိုင်ခဲ့ပဲနဲ့ဒီခန်စစ်ကလည်းဒီ ဆက်နှစ်ဂိုးတိတိဂိုးပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျဒီအဝေးခွင့်ပြတ်တဲ့လက်ချစ်စတန်းရဒီအုပ်စုကြီးမှာခုနှစ်ပွဲရှိမှန်ကစားတာပြီးတူတွဲတိုက်စစ်ကအဲတကိုးမှာဂိုးမတွင်းနိုင်ဒီပဲနဲ့ဒီတူတွဲခန့်စစ်က24ဂိုးတိတိအဲဒီဂိုးတွေပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျာနော်ဒီအင်ရှင်လက်ချစ်စတန်းကအင်ကွင်းလဲအားနေတယ်အဝေးခွင့်လဲအားနေတယ်နောက်ပြီးတူတွဲတိုက်စစ်ကလည်းအခုချိန်ထိ ခုနပွဲရှင်မဲ့ကစားမှာတကိုးဒီဂိုမတွင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့တိုက်စစ်အားမဆိုရင်လည်းတော်တော်လေးအားနေတယ်သူတို့ခန့်စစ်ကလည်းတော်တော်လေးကိုအားနေချက်တွေနဲ့ပြည့်နေနေအောင်ကျွန်တော်တွေးမြင်ရတယ်နော်တော်တော်လေးကိုအိမ်ခွင်အဝေးခွင်ညံ့တဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်ဗျဒီဒါကြောင့်မလို့ဒီနေ့ညမှာရှင်မဲ့မဲ့ဒီအရှင်ပဲကြီးရဲ့အတင်းကိုလည်းသူတို့ဂိုးများများဆဆနဲ့ရှုံးနေလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်နောက်ပြီးဒီနှစ်တင်းတိတ်တိတ်တွေးဆောင်တဲ့အချိန်မှာဒီနေ့ညရဲ့ဒီအကြောပေးမှုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာဒီနေ့ညမှာဆိုရင်ဒီအရှင်ပဲကြီးရဲ့အတင်းကအကြောပေးထားတာကိုကျွန်တော်တွေးမြင်ရတယ်ဒီအရှင်ပဲကြီးရဲ့အတင်းကအကြောပေးမှုကဒီမနက်မှာဆိုရင်ဒီမနက်ခင်းပေါက်ချင်းမှာဆိုရင်ငါးလုံးပြာ ား60ရှုံးတဲ့ဒီဂိုးပေါင်းစေး6လုံးပြား30စားဆိုတဲ့ဂျင်းမျိုးဖွင့်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်။ခဏနေခင်းလောလောလတ်လတ်ဂျင်းကိုပြန်ကြည့်လိုက်တဲ့အချိန်မှာဒီ9လုံးပြား100ဆုံးတဲ့ဂိုးပေါင်းစေး6လုံးပြား30စားဆိုတဲ့ဂျင်းမျိုးဖွင့်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။ဒီ body စေးတွေတက်ပြီးဂိုးပေါင်းစေးတွေကျနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီ body စေးတွေတက်နေတဲ့ဒီ Belgian အတင်းကပဲဒီနေ့ညမှာဂိုးမြတ်မြတ်ဆဆတွင်းလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်။ ်နောက်ပြီးတစ်ချက်ကဒီဘယ်ဂျီယံအတင်းကဒီနောက်ဆုံးရှင်မဲ့ကလေး၃ပွဲစလုံးမှာဆိုရင်၃ပွဲစလုံးကိုကြေးတွေရှုံးနေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာကြီးနိုင်အောင်နိုင်လိမ့်မယ်ဘော်ဒီဈေးတွေပြင်းပြီးတော့ဂိုးပေါင်းဈေးတွေကျလာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်ဒီဘယ်ဂျီယံတင်းတဲ့ကပဲဂိုးတွေအများစားတွန်းလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျနောက်အဲဒုတိယတိုက်စစ်ဖြစ်တဲ့ဒီအာဆင်နယ်တိုက်စစ်မှုဖြစ်တဲ့ဒီ Trossard တို့ Man City တောင်းပန်ကစားသမားဖြစ်တဲ့ဒူကူတို့ဒီ Atalanta တိုက်စစ်မှုဖြစ်တဲ့ Atalanta တိုက်စစ်မှုဖြစ်တဲ့ Lucky Bakiro တို့နောက်ပြီးဒီ ကျူပင်တဲ့တိုက်စစ်မှုပြတဲ့ open data တို့ရဲ့ဒီတိုက်စစ်တွဲလုံးနေနဲ့ဒီကွင်းလက်ဖန်တီးမှုကောင်းကောင်းနေပဲဒီနေ့ညမှာဒီအဝေးခွင့်ပြတဲ့ lecture stain ကိုဂိုးမြတ်မြတ်ဆဆတွင်းလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျအဲဒါကြောင့်မလို့ဒီနေ့ညမှာရှင်မဲကစားတော့မယ် Belgian တင်းတဲ့ lecture stain တွေပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဒီ Asian Belgian body ကိုပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျကိုရလက်အနေနဲ့ကတော့ဒီ6 C 7 C လောက်သွားမယ်6 C 7 C လောက်ထိသွားမယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့မြင်မိပါတယ်ဗျအဲဒါကြောင့်မလို့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမဲဆိုတော့အသွေးတူတဲ့အကြိုက်တူတယ်ဆိုရင်ဆော့ကစားလို့ရပါတယ်အသွေးမတူရင်ဘက်ကန်နိုင်ပါတယ်ဗျ အဲနောက်ပြီးကျွန်တော်ရဲ့ဒီ Telegram free channel လေးကို join ဆစ်ချင်တယ်ကျွန်တော်ရဲ့ Telegram free channel လေးမှာဆိုရင်အဲကျွန်တော်ကနေ့စဉ်နေ့တိုင်းစိတ်ကြိုက်တော့ဝယ်ကောင်းတွေရော free month လေးတွေရောတင်ဆက်ပေးနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ Telegram free channel လေးကို join ထားမှာကြားချင်ပါတယ်နော်ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ချစ်ညိုကိုတွေတူတူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗျ